အာကျွန်တော်ကဟိုဝင်ကြီးခန္ဓာပွဲစကြတာပေါ့နော်ကျွန်တော်နှစ်ဆောင်တစ်ဆယ်ဆက်တက်လောက်မှာဝင်ကြီးခန္ဓာကြံပြီးတော့ဝင်ကြီးခန္ဓာဆရာအနေမှာကျွန်တော်ရန်ကုန်အတင်းကိုရန်ကုန်ကလပ်နေပြီးတော့ကလပ်ကိုချိတ်ပြီးတော့နော်အဲကနေပြုဘောစကြရပါတော့ဆောက်တန်းကျမကိုရောက်တာတော့2019 2020ပေါ့နော်ကျွန်တော်2018မှာ2019 2018မှာဇွဲကပင်မှာကံပြီးတော့ အဲဆောက်တမ်းတင်မှာ2019မှာပြောင်းရွှေ့သွားတယ်ဗောနအတိကတော့ကျွန်တော်ခံယူထားတာဗောနဘုနော်ကျွန်တော်ကိုတွင်းအများဆုံးစုရဆိုကျွန်တော်ကောင်းလို့မဟုတ်ဘူးလို့ခံယူထားပါဗောကျွန်တော်ရဲ့ကြွယ်ကစားတဲ့အကိုရင်းကြီးတွေကအကောင်းဆုံးပံ့ပိုးပေးလို့ကျွန်တော်ကဒီကိုတွင်းအများဆုံးစုကိုရတယ်လို့ပဲကျွန်တော်ခံယူထားပါတယ်ကိုတွင်းဘုတော့ကျွန်တော်ကျွန်တော်ရဲ့တူတရားအမြင်ဗောနကျွန်တော်ကကိုတွင်းဖို့ဆိုရင်ဘောလုံးကို ကျုံပြီးတော့လဲတွက်ရတယ်ပေါ့နော်ကျွန်တော်တို့အဲရှေ့တန်းတိုက်စစ်မှုတွေဆိုတာဘောလုံးပင်နေရလာနိုင်လဲဘလို့ဘောလုံးဘလို့ဖြစ်နိုင်လဲဆိုတာကြုံပြီးတော့တွက်ချက်ပြီးမှအဲချိန်စားရတာပေါ့နော်အဲကြောင့်မို့လဲဟိုဘိုးတွင်ဖို့ဆိုရင်တော့ကြုံပြီးတော့စဉ်းစားထားဖို့တော့လိုတာပေါ့နော်ကျွန်တော်ကဟိုအခက်ခဲဆုံးဆိုတော့အာကျွန်တော်ဟိုကြံနေရဗျာနေပြည်တော်နဲ့မနှုံးညိလဲကြောက်ကန်လိုက်တယ် ခက်ခဲဆိုတော့ကျွန်တော်2019မှာဇွဲကပင်မှာ2019နှစ်ပေါ့အဲ့မှာကျွန်တော်ရဲ့ဘယ်လိုပြောမှာတော့စီနီယာအတင်းပေါ့နော်အဲ့မှာစပွဲထွက်ခွင့်ရတော့ကျွန်တော်တက်နည်းနည်းခက်ခဲရပြအဲ့တော့ကျွန်တော်လူငယ်ငယ်တော့အပွဲအတွေ့အကြုံလည်းမရှိဘူးအဲ့ဒီမှာဂိုးတကူရဖို့တော်တော်ခက်ခဲတယ်အတင်းကတော့ကျွန်တော် ိုးတွင်းများဆုံးစူရပဲမပါတဲ့အကြောင်းရတော့သူတို့သူတို့သူတို့ရဲ့အမြင်မှာကျွန်တော်မှလည်းလိုအပ်ချက်ရှိတယ်လို့ကျွန်တော်လည်းကိုယ့်ကိုယ်ခံရင်ပဲဟောကျွန်တော်ကဟိုဖော်လုံးမှဆိုရင်ပြည့်ပြည့်စုံတဲ့ကစားသမားတော့မရှိဘူးကွာဒါပေမဲ့လိုအပ်ချက်တော့အများတန်းရှိနေတယ်သူတို့မှလည်းဟိုသူတို့ရွေးချယ်မှုပိုင်းမှလည်းကျွန်တော်မှလိုအပ်ချက်ရှိသေးတယ်ထင်လို့မရှိချက်တည်းရဲ့လို့ကျွန်တော်ခံယူထားပါတယ်ကျွန်တော်အမတ်တရားဖြစ်ဆုံးကိုဆိုရင်တော့ကျွန်တော်အရှာဂိမ်းပေါ့ကွာအရှာဂိမ်းမှာကျွန်တော် င်ဒီယာဘူအတွင်းနဲ့ဂိုကတော့ကျွန်တော်တို့အမတ်တရပါတော့လက်ရွေးစင်အတွက်လည်းထိတ်ဆုံးပထမဆုံးဂိုတွင်းရတဲ့ဂိုဆိုတော့အဲ့ဂိုကတော့အမတ်တရဆက်စားအဲတွဲဖက်ရှင်ဆုံးကစားသမားတော့များတယ်ပေါ့ဒါပေမဲ့အကောင်းဆုံးတွဲဖက်ကစားရှင်နဲ့ကစားသမားတော့อืมကျော်များနေတော့ပြောရခဲ့ဟုတ်ကဲ့ အကုန်လုံးကလည်းအကောင်းဆုံးပံ့ပိုးပေးကြတော့ဟုတ်ကဲ့ပါအန်ဒီရဒီမှာကျွန်တော်ဒီနေ့တကုံစောင်းပြောင်းလာပါတော့အခုလိကတ်မှာတော့အအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ကွာတာတက်ဖို့အခွင့်လဲရနည်းနည်းပါတာတအတကယ်လို့တက်ခဲ့ရင်လည်းအကောင်းဆုံး selection ပြန်ပြီးတော့ကွာတာပြီးစင်ပြီးရအောင်တော့အကောင်းဆုံးစူးစမ်းပါမယ်လူငယ်ကစားသမားတွေအတွက်ကတော့ဟို အမြဲတမ်းစူးစမ်းတင်ယူနေဖို့တော့လိုတာပေါ့နော်ဆိုတော့ဘောလုံးတစ်ခုလည်းစူးစမ်းဖို့လည်းလိုတယ်ပြီးတော့ကျွန်တော်တို့ဟိုမလုတ်တင်တဲ့အရာလေးတွေလည်းရှိရအောင်နော်ကျွန်တော်တို့လူငယ်ဆိုတာလောင်ကစားအခုဆိုလောင်ကစားရှိတယ်အတောက်စားလေးတွေရှိရပါဘောဖြစ်နိုင်တော့ကွာဟိုအတောက်စားကိုလည်းရှော့နိုင်လောက်ရှော့မယ်လောင်းကစားတော့လုံးဝမလုံးတော့အကောင်းဆုံးပေါ့ကွာအဲ့ဒါဆိုရင်ဘောလုံးကိုပို့ပြီးအာယုံဆိုင်နိုင်တယ်ပို့ပြီးအလောက်ကိုဟိုတရားရခိုင်တော့ အဆိတ်ချချအလုပ်လုပ်နိုင်တဲ့အတွက်လူငယ်တွေအတွက်အကောင်းဆုံးအဲစူးစမ်းဖို့လိုတယ်လို့ထင်ပါတယ်ပရိသတ်တွေကျွန်တော်အားပေးတဲ့ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အမြဲတမ်းစူးစမ်းနေရမှာနော်ကျွန်တော်နှစ်တိုင်းဒီကိုတင်ပြင်ဆူရအောင်အမြဲတမ်းကိုတင်နိုင်အောင်အတင်းအနိုင်ရရှိအခုကတော့တင်နိုင်ရရှိဖို့အတိတ်ကပေါ့နော်အဲ့တော့အမြဲတမ်းစူးစမ်းနေပါတယ်ပရိသတ်တွေကိုလည်းဆက်လက်အားပေးပါအောင်လို့ကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်